စစ်ပွေးတံကိုနဖူးတည့်ဒုတည့်ခံနေရတဲ့ရခိုင်မှာနောက်ဆက်တွဲကျိုးစစ်ဖြစ်မင်းမြောင်းမိုင်းစစ်ကြံလက်နဲ့နဲ့လေချောင်းလက်နဲ့ကြီးပိတ်ခဲ့မှုကြောင့်တေဆုံးသူဥယျာဟာလည်းတနေ့တခြားတိုးလာတယ်လို့ကိုလန့်အင်ကဆွန်းရှွန်းသူဥယျာဟာလည်းတိုးလာလျက်ရှိပါတယ်ရခိုင်ပြည်အတွင်းမသက်စွမ်းရေးကိုဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေရဲ့စည်ရင်တွေအရပြီးကြတဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တဲ့ဒီစစ်ပွဲကာလမှာကိုလဲအင်ကဆွန်းရှွန်းသူဥယျာဟာ ထောင်ထဲရှိရှိနေတာကိုတွေ့ရပါတယ်။သူတို့တွေမှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုကျင့်ကြဲခံကြော်ဖြစ်နေကြရပါတယ်။အဲ့ဒီထဲမှာအသက်၁၉နှစ်အရွယ်မခိုင်ဆွေးတရားလက်အပါဝင်ဖြစ်ပါတယ်။သူမကတော့မင်းပြမျိုးနဲ့ကြာရေးပြင်ကြေော်ကဖြစ်ပါတယ်။အခုလိုသူမမှာခြေထောက်ဆွန်းရှုံသွားတဲ့အခါလူအဖွဲ့စီထင်းလောင်ရင်ချင်းတွေကြည်ချင်းတွေကိုခံရတယ်လို့သူမခံစားနေရတာကို အခုလိုရှင်းပြပါတယ်ကျင်းရကိုအစရောင်းနေပါရဲ့ကိုလူထုလူဆောင်ဆိုပြီးကျင်းနေတဲ့ဒီသားဗန်ဒီသားတစ်ဖက်မှာပါပြီးကျင်းနေတဲ့ဆိုပြီးကိုအစရောင်းနေပါရဲ့ဝန်နေနေမိပါရဲ့သူမဟာဘိကရဲ2024ခုနှစ်မဲလာစစ်သွင်းရေးနေ့ကကြေးရွာအနင်း ချင်းခေါ်တော့ရာကနေမင်းမြောက်မိုက်နေပြီးဘေဖက်ခြေထောက်တစ်ဖက်ဆွန်းရှုံသွားခရသူတယောက်ဖြစ်ပါတယ်ထင်းတော့ခေါ်တဲ့နေရာမှာတပွဲကာလာကစစ်ကုံစီယာယီစခန်းရှာပြီးနေထိုင်ခေးတွေလုပ်လေသိရပါတယ်မတ်ခိုင်ဆိုးရီလိုပဲစစ်ကုံစီစခန်းရှာနေထိုင်ခေးတဲ့နေရာတွေစစ်ပွဲဖြစ်ပေါ်ခဲ့တဲ့နေရာတွေစီကိုထင်းတော့ခေါ်ဟင်းရှာတော့ရာကနေစစ်ကြံမိုက်တွေပောက်ပြီးတည်ဆုံးတန်ရာရသူတွေအများကြီးရှိပါတယ် မိသားစုဝင်ရဲ့တွေ့ထင်းခေါင်ဟင်းရှာရာကနေမေမြောင်းမိုင်းနဲ့စစ်ကျယ်လေးနဲ့ပောက်ကွေးမှုကြောင့်တေဆုံးသူနဲ့ကိုလဲအင်္ဂါဆွန်းရှွန်းရသူတွေထက်မှာတော်တော်များများကမြတ်သမီးဖြစ်ကြတာကို တွေ့ရပါတယ်ဘေကရဲ2024ခုကနေဒီနှစ်မေလအထိစစ်ကောင်စီလက်ချက်ကြောင့်တေဆုံးသွားခဲ့ရတဲ့ရခိုင်ကမြစ်သမင်းတရားနဲ့50တရားရှိတာကိုမြမမြစ်သမင်းသမကဘီဒီယူရဲ့စည်ရင်တွေရသိရပါတယ် ်ခြေထောက်တစ်ဖက်ဆွန့်ရှုသွားခဲ့ရတဲ့မခိုင်ဆိုးရဲကတော့လက်ရှိရှိမိုင်းကွင်းရဆိုင်နဲ့အတူစက်တောက်ကိုဟင်းသင်းဟေးရတဲ့ရောင်ပေးမိသားစုလေးရစက်တောက်ဖို့အတွက်တစ်ဖက်တစ်လဲငါတာဝန်ယူထားတာပါသူမရဲ့ပထွေးဖြစ်သူဟာလည်းနိုင်ငံခြားမှာဖြစ်ပြီးတော့သူလည်းပဲအလုပ်ရဲစမပြေတာကြောင့်မိသားစုအတွက်ပုံမှန်ငွေမလေးပေးနိုင်ဘူးလို့သိရပါတယ်အဲ့ဒီလိုမျိုးအခြေအနေတွေမှာသူမရဲ့ဝင်ငွေကိုအားထားရတာလည်းဖြစ်ပါတယ် သူမမဂျင်းတောက်နဲ့သွန်းနဲ့ရတာကြောင့်မိုးတွေရော်လို့လက်နေချောရင်လေးကြတာတွေရှိပြီးသွန်းလို့မရဘူးဖြစ်ရတယ်လို့သူမကပြောပြပါတယ်။ဒါအဲမိုးကလည်းအရှင်ဒီမှာဆိုလို့လောလို့မရပါဘူး။လို့ဟိကလေးသားဂျင်းတောက်ကရှိုးပါရဲ့ဘယ်လေးကမနှုတ်ပါရဲ့ဂျင်းတောက်ပါလေးကဒီမီတီမဆူလေးဝင်ထားတာရေနေလို့အခက်အခဲတိတော်ဟင်းပါအဲ့ဒီလူမျိုးအခြေအနေတွေမှာဆိုရင် သူမဘဝကိုသူမစိတ်ပြတ်မိတယ်ဆိုပေမဲ့လေးကြတဲ့နေရာက ပြတ်ထားပြီးသူမအတင်းကပြက်ဆက်လျှောက်တယ်လို့ဆိုပါရယ်အဲ့ဒီလူမျိုးအခြေအနေတွေကိုမြင်ရရင်သူမရဲ့မိခင်ဖြစ်တဲ့အသက်38နှစ်အရွယ်တို့ဆူဆူအေးကတော့ယူမတက်အောင်ခံစားရတယ်လို့ပြောပြပါရယ်အင်းသမတို့ကယူမတက်အောင်ခံစားရပြလေသောသမီးတယောက်ပြောပြဆိုသောသမီးကမဖိတ်ပြန်ကိုကိုရဖိတ်လို့ခံရလို့ ကိုသောသမီးကိုတို့အခုမှပေါ့ကိုကားကကလင်းနေရကိုဖိတ်ကားကြီးတောက်ကြီးကိုစမ်းပြရဦးကားသူကသူမရှိစကြီးကိုကိုရဖိတ်လို့ဆံရလေးဒီတော့မခိုင်ဆိုအေးစိတ်ထဲကိုစစ်ကောင်စီလေကြောင်းကလည်းဝမ်းမြိုချပါတယ်ဘာလို့လဲဆိုရင်သူမဟာလေကြောင်းအန်တရီကိုကိုတိုင်ကြုံတွေ့ဖူးသူတယောက်လေးဖြစ်ပါတယ်သူမစေကူတာမခံယူနေတဲ့အရှင်ကဆိုရင်စစ်ကောင်စီလေကြောင်းကနေဆင်းရုံကိုဘုံကျခဲ့တာကြောင့် အဲ့ဒီအချိန်တုန်းကစိတ်တရားရခဲ့တာဖြစ်ပါတယ်အခုရှိမှာတော့သူမဟာ လေရင်တွေကြားရင်မနေရတော့ပဲကြောက်စိတ်တွေဝင်လာတယ်လို့ပြောပြပါတယ်တစုံတစ်ခုဆိုရင်လည်းထွက်ပြေးတင်းချော်ဖို့ခက်ခဲတာကြောင့်ပိုကြောင်းမိတယ်လို့သူမကြုံတွေ့နေရတာကိုသူမပြောပြတာပါလေကျောင်းအန်တရီကိုနိုင်ငံတော်မှာရှိတဲ့ပြည်သူတွေအကုန်လုံးခံစားနေကြရပါမယ်ထွက်ပြေးတင်းလျှောက်ဖို့ခက်ခဲတဲ့ကိုလဲအင်္ဂါဆွန်းဆွန်းသွားသူတွေနဲ့ အမျိုးသမီးတွေကပိုခဲစမ်းနေရတာကို တွေ့ရတယ်လို့လူခွင့်ရဲ့စัจကြည်လိလသူတွေကပြောဆိုကြပါတယ်။ဟုတ်ကဲ့အထူးသဖြင့်ဘယ်လိုပြောရမလဲပေါ့နော်ဒီထပ်ပြေးတင်းချောင်ကိုခက်ခဲနေတဲ့ဒီကုလန်အန်ကဆုံးရှုံးသွားတဲ့လူတွေကလေးငယ်တွေနဲ့အမျိုးသမီးတွေဟာစီကောင်ကြီးရဲ့လေကြောင်းလက်နေကြည့်တဲ့ကိုပိုခဲစားတာတွေ့ရပါတယ်။ဟုတ်သူတို့သူတို့တွေဟာဒီစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအဖက်ဖက်မှာနင့်ညာနေကြရပါတယ်။ဒါတွေကြောင့်ကျမအနေနဲ့တော့ သူတို့တွေကိုရုပ်ဝတ်ကျဆိုင်ရာကုညင်ပြင်ပင်စိတ်တပိုင်းဆိုင်ရာကုညင်နဲ့ဖိမကုညင်တင်းတယ်လို့မြင်ပါတယ်လို့ဟုတ်ကဲ့ရခိုင်မှာအရင်တစ်ပွဲကာလကဆိုရင် အခုလိုဖြစ်သွားကြတဲ့သူတွေကိုအဖွဲ့အစည်းတွေကငွေကြေးအကူအညီပေးခဲ့တာတွေရှိခဲ့ပါတယ်ဒါပေမဲ့အခုရှိမှာတော့ကုညင်ထောက်ပံ့မှုတွေဟာနေပန်းနေတယ်လို့သိရပါတယ်ကုညင်ထောက်ပံ့မှုတွေနည်းနေပေမဲ့ခြေတူးတဲ့တစ်ဖက်အဖို့ကို သူမှမျောလင်းလို့နေပါတယ်